ညီကိုတို့အားလုံးမင်္ဂလာပါခင်ဗျာဘာမကိတ်ကနေကြိုဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့အင်္ဂလန်ဟာအယ်ဘေးနီးယားကိုအဝေးကွင်းမှာငကိုးကိုးမရှိတဲ့အနိုင်ရခဲ့ပြီးကမ္ဘာဖလားခြေစစ်ပွဲစဉ်တွေမှာပေးကိုးမရှိပဲကစားတဲ့ပွဲတိုင်းနိုင်ပြီးခြေစစ်ပွဲအောင်တဲ့ပထမဆုံးဥရောပအသင်းဖြစ်လာပြီးတဲ့နောက်မှာ2026ကမ္ဘာဖလားပြိုင်ပွဲမှာ ဘူဆွဲဖို့ညီပန်းအစားဆုံးအတင်းတင်းအဖြစ်ဖြစ်လာခဲ့တဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။အင်္ဂလန်နဲ့အနိုင်ဂိုးနှဂိုးကိုတွင်းယူခဲ့တဲ့အတင်းကောင်းစားဟာရီကိန်းတို့ဟာစံချိန်တစ်တွေကိုလည်းအဲ့ဒီပွဲမှာပိုင်ဆိုင်သွားခဲ့ကြတာဖြစ်ပါတယ်။ဒါပြင်အင်္ဂလန်ဟာကမ္ဘာဖလားခြေစစ်ပွဲစဉ်တိုင်းကိုအနိုင်ရပြီးခြေစစ်ပွဲအောင်မြင်တဲ့ပြင်ဆင်မမြောက်ဥရောပအသင်းအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။အင်္ဂလန်ဟာခြေစစ်ပွဲစဉ်၈ပွဲကစားခဲ့ရမှာ၈ပွဲလုံးအနိုင်ရခဲ့ပြီးတော့၂၂ဂိုးသွင်းပြီးပေးဂိုးလုံးဝမရှိအောင်ကစားနိုင်ခဲ့တာပါ အနိုင်ကိုနှကိုးသွင်းယူခဲ့တဲ့တိုက်စစ်မှုဟာရီကိန်းကတော့ဘရာဇီးဂန်ဝင်ကစားသမားပီလီရဲ့နိုင်ငံအတွက်သွင်းကိုးစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ဟာရီကိန်းဟာအင်္ဂလန်အတွက်112ပွဲကစားပြီး88ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပြီးတော့ပီလီကတော့89ဂိုးအထိကိုသွင်းယူခဲ့တာပါ။အင်္ဂလန်ကစပိန်၊ဘရာဇီး၊အာဂျင်တီးနာတို့နဲ့အတူဘိုးဆွဲဖို့ရည်ပန်းအစားဆုံးအသင်းသင်းအဖြစ်ဖြစ်လာခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ရော်နယ်ဒိုမှာပါတဲ့ပေါ်တူဂီကပိုကောင်းတယ်လို့ပြည်သက်တွေချီးကျူးတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အာမေးရီးယားကိုပေါ်တူဂီက6ဂိုးတကိုးနဲ့အနိုင်ရခဲ့တဲ့ပွဲပြီးမှရော်နယ်ဒိုမပါတဲ့ပေါ်တူဂီကကစားပုံရောခြေစွမ်းရောပိုကောင်းတယ်လို့ပေါ်တူဂီပြိတ်သက်တွေကိုယ်တိုင်ချီးကျူးမှုတွေလုပ်ခဲ့တာကြောင့်မလို့ရော်နယ်ဒိုရဲ့အနာဂတ်အတွက်ဝေးဖန်သုံးသပ်မှုတွေပေါ်ထွက်လာခဲ့တာပါမန်ယူအသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်နဲ့ PSG ကွင်းလေကစားသမားယာအိုနီဗက်စ်တို့ကပေါ်တူဂီအတွက် hattrick အသီးသီးသွင်းယူနိုင်ခဲ့ပါတယ်ပွဲပယ်ပြစ်ဒဏ်ကြောင့်မလို့ရော်နယ်ဒိုမပါခဲ့ဘူးဆိုပေမဲ့ပေါ်တူဂီတိုက်စစ်နဲ့ကွင်းလေကစားပုံကအကောင်းဆုံးအနေထားကိုရောက်ရှိခဲ့ပြီးစံချိန်တင်သွင်းဖို့အရေးအတွက်လည်းအနိုင်ရခဲ့တာပါ ပေါ်တူဂီပြိတ္တအများစုကရော်နယ်ဒိုပါလာနဲ့မပါလာကြမှပေါ်တူဂီအတွက်ကွာခြားတာကအသင်းလိုက်အင်ပြည့်အားပြည့်ကစားနိုင်တာနဲ့မကစားနိုင်တာဖြစ်ပါတယ်ဆိုတာကိုဒီပွဲမှာမြင်ခဲ့ရတယ်လို့ရော်နယ်ဒိုဟာပေါ်တူဂီအတွက်အစားထိုးဖို့အရန်ခတ်ခဲတဲ့သူဖြစ်တယ်ဆိုတာကိုလက်ခံကြတာမှန်ပေမဲ့ပေါ်တူဂီအတွက်အကောင်းဆုံးဆိုတာကဘာလဲဆိုတာကိုအာမေးနီးယားရဲ့ပွဲမှာမြင်ခဲ့ရတယ်လို့ပြောကြားခဲ့ကြတာပါခင်ဗျာနော်ဝေးသင်းဟာမလင်းညာကကစားခဲ့တဲ့ကမ္ဘာဖလားခြေစစ်ပွဲမှာအီတလီကို၄ဂိုးတကိုးနဲ့အနိုင်ရခဲ့တာကြောင့်မလို့ နှစ်ပေါင်း28နှစ်အတွင်းမှာပထမဆုံးချိန်ကမ္ဘာဖလားခြေစစ်ပွဲကိုအောင်မြင်သွားခဲ့ပါတယ်။နော်ဝေဟာ1998ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲမှာပါဝင်ကစားခွင့်ရရှိခဲ့ပြီးတဲ့နောက်မှာတော့ကမ္ဘာဖလားခြေစစ်ပွဲမှာအောင်တော့တာဖြစ်ပါတယ်။အီတလီကိုအနိုင်ရခဲ့တဲ့ပွဲမှာတိုက်စစ်မှုဟာလန်ကနှစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့်မလို့ဥရောပဆုံးကမ္ဘာဖလားခြေစစ်ပွဲတွေမှာဂိုးအများဆုံးသွင်းယူထားသူအဖြစ်ရပ်တည်နိုင်ခဲ့တာပါ။နော်ဝေဟာကစားခဲ့တဲ့ကမ္ဘာဖလားခြေစစ်ပွဲစဉ်တွေအားလုံးကိုအနိုင်ကစားပြီးခြေစစ်ပွဲအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။အီတလီကတော့အုပ်စုဒုတိယနေရာပဲရခဲ့တာကြောင့် ခြေစစ်ပွဲအောင်မြင်ဖို့အတွက်အုပ်စုဒုတိယရတဲ့အသင်းတွေကြီးထိပ်တိုက်ရင်ဆိုင်ရမယ့် play-off ကစားရတော့မှာဖြစ်ပါတယ်။အီတလီဟာ2014ခုနှစ်ကတည်းကကမ္ဘာဖလားခြေစစ်ပွဲမှာအောင်မြင်ခဲ့တာကိုအဆုံးသတ်ဖို့အတွက် play-off ပွဲစဉ်မှာအနိုင်ရအောင်ကြိုးပမ်းရမှာလည်းဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကမ္ဘာဖလားပြိုင်ပွဲမှာနှစ်ကြိမ်ဆက်ပိုဆွဲတဲ့တတိယမြောက်အသင်းဖြစ်လာနိုင်တဲ့အာဂျင်တီးနားအသင်းရဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိကမ္ဘာဖလားချန်ပီယံအာဂျင်တီးနားဟာကမ္ဘာဖလားပြိုင်ပွဲမှာ နှစ်ကြိမ်ဆက်ဘူဆွဲတဲ့တတိယမြောက်အသင်းဖြစ်လာဖို့အလားအလာကောင်းနေပိုင်ဆိုင်နေတယ်လို့နမေကျော်ဘောလုံးရေးရာကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ပါတယ်။2022ခုနှစ်ကာတာကမ္ဘာဗလားပြိုင်ပွဲမှာဘူဆွဲခဲ့တဲ့တုန်းကအသက်35နှစ်အရွယ်ရှိပြီဖြစ်တဲ့မက်ဆီရဲ့အကောင်းဆုံးစွမ်းဆောင်မှုတွေကြောင့်ဘူဆွဲခဲ့တာဖြစ်ပေမဲ့2026ခုနှစ်ကမ္ဘာဗလားပြိုင်ပွဲမှာအသက်39နှစ်ရှိပြီဖြစ်တဲ့မက်ဆီကအကောင်းဆုံးတွေမရခဲ့ရင်တော့မှလက်ရှိချန်ပီယံဆုကိုကာကွယ်ဖို့အတွက်အာဂျင်တီးနားကအကောင်းဆုံးအနေထားမှာရှိတယ်လို့သုံးသပ်နေကြတာပါ။အာဂျင်တီးနားဘူဆွဲဖို့အားတာချက်အဖြစ်ဆုံးကတော့ အာဂျင်တီးနားကစားသမားတွေအကြောင်းကောင်းကောင်းသိပြီးစနစ်တကျအသုံးချတတ်တဲ့နီးပြစကာလိုနီဖြစ်တယ်လို့လည်းသတ်မှတ်ရရှိပါတယ်။စကာလိုနီဟာအသင်းကြီးတွေကိုကင်တွယ်ဘူးတဲ့နီးပြအတွေ့အကြုံရှိပဲ2018ခုနှစ်မှာအာဂျင်တီးနားနီးပြဖြစ်လာခဲ့ပေမဲ့2023ခုနှစ်မှာကိုပါအမေရိကဖလား2022ခုနှစ်မှာကမ္ဘာဖလား2025ခုနှစ်မှာကိုပါအမေရိကဖလားတွေကိုယူပြခဲ့သူဖြစ်ပါတယ်2025ခုနှစ်မှာ တရားရနေတဲ့မက်ဆီမပါပဲကိုပါအမေရိကဖလားယူပြခဲ့တာဖြစ်လို့စကာလိုနီဟာအာဂျင်တီးနားကိုအီတလီနဲ့ဘရာဇီးနောက်ပိုင်းမှာကမ္ဘာဖလားချန်ပီယံဆုကိုနှစ်ကြိမ်ဆက်ယူနိုင်အောင်စွမ်းဆောင်နိုင်လိမ့်မယ်လို့သုံးသပ်ကြတာဖြစ်ပါတယ်ခင်ဗျာ။ ီကနေ့အတွက်စိတ်ဝင်စားဖို့ကောင်းတဲ့အားကစားသတင်းတွေကိုကျွန်တော်တို့ဘာမကိတ်ကနေညီကိုတို့အားလုံးအတွက်အခုလိုစုစည်းပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီပုံမှာညီကိုတို့ထင်မြင်ယူဆချက်တွေကိုကျွန်တော်တို့ဘာမကိတ်ရဲ့ဗီဒီယိုလေးတွေအောက်မှာ comment လေးတွေပေးသွားနိုင်တယ်လို့ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကိုမျှဝေပေးပါအောင်လို့မေတ္တာရက်ခံရပါတယ်ကျွန်တော်တို့ဘာမကိတ်ရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ